သက်နေရအောင်အဲ့လိုလူငယ်တွေကိုအဲ့လိုပညာရေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်အသက်မွေးဝမ်းကြောင်းပညာပေါ့နော်။နော်ဟိုဟိုတတ်တတ်မွေးဝမ်းကြောင်းပညာပေါ့။အဲ့လိုမျိုးပညာရေးတွေဟို career တစ်ခုကိုတည်ဆောက်နိုင်တဲ့ဟိုပညာမျိုးတွေဆိုရင်မဆက်နေအများကြီးလုတ်ပေးခြင်းတယ်အဲ့လိုမျိုးလည်းလုတ်ပေးခဲ့တဲ့ဟိုအလှူတွေကိုနီးစက်ရမှာအဲ့လိုမျိုးတွေလည်းမဆက်နေရှိခဲ့ဘူးပါဒီထပ်ပို့ပြီးတော့လည်းဟိုကိုကလို foundation တွေပါထောင်ပြီးတော့လုံနိုင်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ဟိုဟိုကိုတက်နိုင်တဲ့လောက်လေးတော့ပေါ့နော်အပါဝင်သွားစေတာဝန်သွားခြင်းနဲ့အာပရာဟိတလုပ်ငန်းဒီမှာလည်းကိုတက်နိုင်တဲ့လောက်ကိုလည်းအမှုပညာလှုပ်ရှားမှုရှိတော့အာကိုရဲ့ voice လေးတစ်ခုကပြည်သက်တွေကို impact ရှိနေတုံးပါလေအများကြီးဟို NGO တွေပဲဖြစ်ဖြစ်အကုန်လုံးနဲ့အများကြီးပူးပေါင်းပါဝင်သွားခြင်းပါတယ်ဟုတ်ဟုတ် လက်ကီတိုင်မတ်စ်မြန်မာမှာအော်တိုဝါလာ24 25လော်ထရီဟိုတယ်မှာပြုလုပ်ကျင်းပမယ့်ညံဝန်ဘျူတီ2025ပွဲတော်ကြီးမှာပါဝင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ရတနာလုပ်ငန်းကိုစတင်လုပ်ကိုင်လူသူများနဲ့လုပ်ငန်းတူမိဖက်ရတနာဆိုင်ပတ်တနာကြီးများအတွက်ဒီဇိုင်းအသက်ဆန်းများကိုလက်ကားစီထက်တက်တာတဲ့စက်ယုံထိုက်ရိုက်စေ။ဥချိုရမတ်ထဲကရှော့ပြီးအထူးစီအပြင်ဝယ်ယူအားပေးသူတိုင်း20ရာခိုင်နှုန်းထပ်ဆောင်းကန်ထူးခွင့်ရရှိမယ်။အထူးခွင့်ရေးကြီး။ပရိုမိုရှင်းကာလအတွင်းဝယ်ယူရင်နှစ်နှစ်ပြည့်ပါကအမျက်နှစ်ရာခိုင်နှုန်း ်၃နှစ်ပြည့်ပါကအမျက်300ခိုင်နှုန်း၄နှစ်ပြည့်ပါက အမျက်300ခိုင်နှုန်း၅နှစ်ပြည့်ပါကအမျက်900ခိုင်နှုန်းအမျက်ပြန်ပေးမယ်ထက်ဆောင်အစီအစဉ်လာရောက်ဝယ်ယူသူတိုင်းနောက်ဆုံးပေါ် iPhone 17 Pro Max လိမ်မော်ရအပါဝင်တန်မိုးကြီးအိမ်သုံးနှစ်စစ်ပစ္စည်းများကိုလည်းမြစ်တာလက်ဆောင်ပေးသွားအောင်မှာပဲဖြစ်ပါတယ်လုံးဝလုံးဝလက်မလွတ်တဲ့ပွဲစည်းမှုလည်းအရှောင်လန်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ် ော့ပူပူဆွမ်းတဘာဝမြည်စည်းလွားပေါ့နော်ဒါသူတို့အဲလုံနေရရမ်းကြပြီပေါ့နော်မိဆက်နီရဲ့ best friend နေတဲ့ကတယောက်ကလည်းဒီဒီသူတို့ရဲ့ဒီအာဘယ်လို partner တွေမှာပါတယ်ပေါ့နော်အဲ့တော့သူတို့ဟိုစပြီးတော့ဟိုးရင်တဲ့ကအာသူတို့စပြီးတော့ plan နေတဲ့အချိန်တွေကမိဆက်နီကတိခဲ့အဲ့တော့ဒီမြည်စည်းလွားတဲ့ဒီနေ့ပူပူဆွမ်းရနေပြီးတော့ဒီမှာလာပြီးတော့အဲဒီចောင်းဆောင်သူ့မို့လှူဒန်းနေပေါ့နော်လှူဒန်းနေလှူဒန်းနေပြီးဒီမှာနေလေစားလဲနေစွန်းနေရောနေလေစားရောဒီပရာဟိတာចောင်းမှာအာလှူဒန်းတာဖြစ်တဲ့အတွက်မိဆက်နီကလည်းလာရောက်ပြီးတော့အားဖြည့်ပြီးတော့အဲကုသို ယူရင်းနဲ့ဒီပွဲကိုတက်ရောက်ဖြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့အဲပီတီလေးကတော့အရင်ကောက်ပါတယ်အဲပြီးတော့အဲ စားလိုက်စားစားကျင်နေပါပြီ။ Okay okay ။ပီတိလေးလည်းရမ်းဖြစ်ပါတယ်။ဟုတ်ဒီထက်မကပို့ပို့ဆွမ်းလဲပို့ပြီးအောင်မြင်ပါစေလို့စတောင်းမိပါတယ်။ဟာဒီမှာခလေးကြီးလည်းအများကြီးလည်းရှိရဲနောက်ပြီးတော့ရင်ဟိုဒီမှာဆိုလဲအလှရှင်တွေလည်းဟိုအမှန်တိုင်းပြောရင်အမြဲတမ်းပေါ့နော်ဒီအခုဆိုရင်ဟိုဆောက်လက်စားဒီအဆောင်တွေလည်းရှိရဲသွမိုးတွေလည်းရှိရဲလိုအပ်ချက်တွေလည်းအများကြီးရှိနေရဲပြောခလေးကြီးလည်းအများကြီးဆိုတော့ဟိုဒီကျောင်းမှာလာလို့တကယ်လည်းကုသိုလ်ရပါတယ်။အဲ့တော့ဒီကျောင်းမှာလာလှူခြင်းနဲ့အာပရိသတ်တွေရှိရင်မိဘပြည်သူတွေရှိရင်လည်းဒီအောင်စရာမင်းပရာဟိတာကျောင်းမှာခလေး အများကြီးကိုလည်းပညာရေးသင်ကြားပေးနေတဲ့အပြင်ကိုဟိုဟိုကုသိုလ်ရေးလည်းအများကြီးလုပ်လို့ရရပေါ့နော်အဲ့တော့လာရောက်လှူဒန်းဖို့အာဖိတ်ခေါ်ချင်ပါတယ်ဒီမှာရှိရဲအာဆရာပေါ့နော်အာဆရာရောဖရာကြီးအာနန္ဒဆရာရောဥနန္ဒဆရာစီမှာတိုက်ရိုက်လှူဒန်းလို့ရပါတယ်ရှင့်ဟုတ်ကဲ့အာပညာရေးနဲ့ပတ်သက်တာပညာရေးကအမှန်တမ်းပြောရင်လူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေဖို့အတွက်အဓိကတော့ချက်လို့မြင်နေပေါ့နော်ဟိုဟို ပညာရေးမိဆက်နေဆိုလဲအမှန်တိုင်းပြောရင်အရင်တည်းကပညာရေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုး organization တွေပညာရေးနဲ့ပတ်သက်တဲ့ဥမာစာအုပ်တွေလှူတာတွေအကြောင်းစိတ်တွေလှူတာတွေဆိုမိဆက်နေအများကြီးလှူပြဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဒီပညာရေးကဟိုလူတယောက်ရဲ့ဘဝကိုဟိုအောက်ကနေအပေါ်အထိကိုတကယ်ကိုပြောင်းလဲပေးနိုင်တဲ့အရာလို့မိဆက်နေမြင်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးလှူရင်းတာအရင်လဲကုသိုလ်ရသလိုဟိုလိုခလေးလေးပညာရေးပညာရေးမျက်စိတစ်ခုကဟိုတန်ဖိုးမဖြတ်နိုင်ဘူးပေါ့နော်ပညာဉာဏ်အလင်းပေါ့နော်အဲ့တော့ဟိုပညာရေးနဲ့ပတ်သက်ပြီးလှူတာအရင်ကောင်းတယ်အဲ့တော့ဆရာတော်ဖျားကြီးလှူတာကိုလည်းဟိုအရင်ကျေးဇူးအများကြီးတင်ပါတယ်ဟိုအဲ့လိုမျိုးလေ ည်းတစ်ချိန်ချိန်ကြာရင်ကိုယ်လည်းပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးလှုပ်ချင်ပါတယ်ဟုတ်ဟုတ်ဟိုအဲ့လိုအိမ်မက်အကြီးရောမရှိဘူးပေါ့နော်မစက်နေရောအဲ့လိုလူငယ်တွေကိုအဲ့လိုပညာရေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်အသက်မွေးဝမ်းကြောင်းပညာပေါ့နော်ဟိုပညာဆိုတာဟိုစပညာရယ်မဟုတ်ဘူးဟိုတခုခုဥမာဒါပေါ့အချုပ်တင်တဲ့ဆိုတာလေဒါပညာရေးပဲပေါ့နော်ဟိုဟိုတတ်သက်မွေးဝမ်းကြောင်းပညာပေါ့အဲ့လိုမျိုးပညာရေးတွေဟို career တခုကိုတည်ဆောက်နိုင်တဲ့ဟိုပညာမျိုးတွေဆိုရင်မဆန်နေအများကြီးလှုပ်ပေးခြင်းတယ်အဲ့လိုမျိုးလဲလှုပ်ပေးခဲ့တဲ့ဟိုအလှူတွေကိုနီးစက်ရမှာအဲ့လိုမျိုးတွေလဲမဆန်နေရှိခဲ့ဘူးပါဒီထက်ပိုပြီးတော့လဲဟိုကိုကလို foundation တွေပါထောင်ပြီးတော့လုံနိုင်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ဟိုဟိုကိုတက်နိုင်တဲ့လောက်လေးတော့ပေါ့နော်အပါဝင်သွားစေတာဝန်သွားခြင်းနဲ့အာပရာဟိတလုပ်ငန်းတွေမှာလဲကိုတက်နိုင်တဲ့လောက်ကိုလဲအမှုပညာလှုပ်ရှားမှုရှိတော့အာကိုရဲ့ voice လေးတခုကပြည်သက်တွေကို impact ရှိနေတုံးပါလဲအများကြီးဟို NGO တွေပဲဖြစ်ဖြစ်အကုန်လုံးနဲ့အများကြီးပူးပေါင်းပါဝင်သွားခြင်းပါတယ်ဟုတ်

ဟိုအမှန်တိုင်းပြောရရင်ဟိုမိဆန်နီကပညာရေးကိုတော်တော်ဦးစားပေးတဲ့နေရာမှာလည်းပါတယ်မိဆန်နီရဲ့ဟိုပေါ့နော်အဲ့လိုမျိုးဒီပရိသတ်လေးပဲဖြစ်ပါတယ်ပဲဖြစ်ဆိုမိဆန်နီအမြဲပြောလေးပြောထားရှေ့စကားတစ်ခုပေါ့နော်ဟိုထောက်တယ်ဒီចောင်းစာရည်နဲ့မိဆန်နီဆိုလည်းအစိုးရလုံနေရပေါ့နော်မိဆန်နီတက်ခဲ့ចောင်းစာရည်ကဒီချိန်မှာဟိုအစိုးရရဲ့ဟာမှာအမှန်တိုင်းပြောရင်တော့မတူဘူးလို့ထင်ရတယ်ဆိုပေမဲ့ဟိုပညာရေးမှာဟိုမှာဆောင်ပွဲတစ်ခုအအောင်မိဆန်နီလိုဖြေရမယ်ဆိုရင်ဒီ commitment တစ်ခုရှိရယ်ဒီဆောင်ပွဲကအအောင်မှာရမှာလीအဲ့တော့စကြက်ရမယ်စာဘယ်လောက်လောက်ပြည့်အောင်ကြက်ရမလဲဆောင်ပွဲကကြက် ို့မရအောင်အဲ့ commitment တစ်ခုကိုခလေးတိုင်းကတော့စာမတက်ချင်ဘူးစိတ်လင်းငယ်တော့စာစာကိုဘာသာနာပါစွာနဲ့ကြက်တဲ့လူဆိုတာအယမ်းရှာတယ်တိုးတော်ညာဒီ commitment ထားတဲ့ commitment discipline တွေငါတနေ့ကိုစာဘလောက်လုပ်မယ်ငါဒီညဒီစာပြီးမှအိမ်မယ်နောက်နေ့ညဆက်မရိုက်မှာဆိုလို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဟာတွေကမဆိုင်တကယ်တမ်းအလုံးလောက်လာတဲ့အခါမှာအယမ်းတုံးဝင်တယ်ဒီဟိုကိုကမှုမလာလေဟိုလှုပ်လို့ရရဲ့အလုပ်တွေရှိရတချို့ဟာအမမဆိုင်ရမှုမလာတော့တချင်းရေးလို့မရဘူးကဲဟုတ်ပြီငါတချင်းရေးလို့မရဘူးငါဘာလုပ်မလဲဒီချိန်မှာငါအချိန်အကျိုးရှိပါအဲ့လိုအဲ့လိုမျိုးပေါ့နော်ဟို ပညာရေးလေးရဲ့ဟိုမစ္စတန်ကြီးရေနော်ဆာမစ္စတန်ကြီးចောင်းနေလည်းအများကြီးတက်ခဲ့ဆာမွေလည်းအများကြီးဖြည့်ခဲ့အဲ့ရဲ့အလေးကျင့်လေးတကူကမစ္စတန်ကြီးတကယ်လုပ်ငန်းဝင်ဝင်တဲ့အခါကျရင်ဟို stress ကိုပိုခံနိုင်တယ်ဟို mood မလာလဲ discipline အပြည့်နဲ့မစ္စတန်ကြီးလုပ်နိုင်တယ်အဲ့ဟာကြီးရဲ့ဟိုအကျိုးဆက်လို့မြင်တယ်ပေါ့နော်တခါလေကျရင်ဟိုလူငယ်တွေကចောင်းပညာရေးတွေဆိုရင်မစ္စတန်ကြီးအမြင်ပေါ့နော်ဒါမစ္စတန်ကြီးတခုတည်းတော့အမြင်မှာဟိုဟိုမှားရင်လည်းမှားမယ်ပေါ့နော်အဲ့လိုမျိုးကျရင်လူငယ်တွေကထင်မယ်ပေါ့နော်ဒါတွေကငါတို့ချိန်ကြရင်မတုံးရပါဘူးမလို့ပါဘူးလို့ထင်မယ်ဒါပေမဲ့ဒီ commitment နဲ့ဒီ discipline နဲ့ဒီဖိငိမ့်ငိမ့်နဲ့ထိုင်ပြီးတော့စာလ ုံးနိုင်တယ်ဆိုရဲဟာရတကယ်ဘဝမှာဟိုအရေးကြောင်းကြုံလာတဲ့အခါမှာကြာရင်အများကြီးလုံနိုင်တယ်ပေါ့မိစ္ဆာနေအဲ့လိုမျိုးမြင်တယ်အဲ့တော့ပညာရေးကလည်းတကယ်အလုံးတင်နေတယ်မှာပါတယ်ဟိုဟို ဲ့လိုဘွဲလေးတစ်ခုလောက်တော့အဲ့လိုရအောင်မိစက်နေပြောရတခါကျရင်ဘာလို့တကယ်ဟုတ်ပြီဘွဲအเจ้าမတက်ဘူးဘွဲမလိုချင်လို့အเจ้าမတက်ဘူးတခြားဟာလုပ်မယ်အမှုပညာလုပ်မယ်မလိုဘူးဆိုရင်โอเคဒါဆိုအမှုပညာကိုကော်မစ်မန့်ရှိတကယ်ကြီးကို discipline အပြည့်နဲ့လုပ်နိုင်အောင်လုပ်ဒါမှမဟုတ်တည့်ရမလားဟိုအမှုပညာကလည်းအမှုပညာလုပ်တယ်ဆိုတာဟိုအเจ้าတက်တယ်လို့မျိုးမဟုတ်ဘူးလေအချိန်နေလမ်းเจ้าမမူတည်ပြီးအခွင့်အရေးကိုစုပ်ကမ်းပြီးသွားတာအဲ့လိုမျိုးအချိန်မှာကိုကလေးစိတ်လေးနေပြီးဘွဲလည်းမရဘူးဒီဘက်မှာလည်းဟိုကိုကဟိုပြင်းလို့ပဲဖြစ်ဖြစ်စီးမလာတော့ပဲအဲ့လိုမျိုးလုပ်နေမယ်ဆိုရင်တော့အချိန်နှမျောစရာက ကောင်းတယ်လို့တော့မဆက်မမြင်နဲ့ပေါ့နော်ဟုတ်အဲ့လိုမျိုးတော့မဟုတ်တချို့ညကြတော့လည်းဘွဲမရပဲနဲ့ဒီဟာမှာဟိုအဲ့လိုကြောင်းမတက်ပေမဲ့လည်းဒီအမှုပညာအလုပ်ကိုအရန်ထူးထူးချွတ်ချွတ်လုပ်တဲ့လူတွေရှိတယ်အဓိကတော့ကိုယ်စိတ်နဲ့ discipline ပေါ့မဆက်ရင်ပြောသလိုစီကံပေါ့နော်အဲ့စီကံရှိနေရတယ်ဒါပေမဲ့ကလေးအတွက်လူငယ်အတွက်ကတော့ဒီစာမေးပွဲမဆက်နေအတွက်ကတော့ငယ်တော့ခက်ဆရာမှာမဆက်ရင်ခက်ဆရာမှာအရန်ကြမ်းတယ်အဲ့လိုမျိုးဆိုတော့စာကတော့မလုပ်ချေဘူးတိုးတော်ညာအဲဘယ်လိုပြောဆရာမကိုကြောက်လို့လုပ်ရတယ်စာမွေးကြရင်အမေစုမှာဆိုလို့လုပ်ရတယ်အဲ့လိုမျိုးတဲ့ discipline လေးကမဆက်နေအသက်ကြီးလာတဲ့အခါမှာ ဟိုအရန်ခံနိုင်ရရှိတယ်တချို့တော့အဲကိစ္စတွေမှာပေါ့နော်အဲကြောင့်မဆိုင်ကြောင်းကြောင်းအောင်ဆိုလဲဟိုတငယ်ချင်းတွေကကြောင်းတက်ရင်တငယ်မဆိုင်တငယ်ချင်းတွေကလည်းစာလုတ်တယ်မှာပါအဲ့လိုမျိုးဆိုတော့ဟိုသူတို့မာစတာတက်တော့လဲဆွဲခေါ်တယ်မဆိုင်လား MBA လိုက်တက်အဲ့ချိန်ကျတော့လူကငိုးငိုးကားယူကဆောင်းဝဲဖြေကန်ကြီးကြငိုးကားယူကအယူမလိုပဲအဲ့လိုသမင်းကဆုတ်ဖွားနေအဲ့လိုလိုထမင်းကတခြားအင်းကြီးကခြားဆောင်းဝဲတော့ဖြေကအဲ့လိုမျိုးပေါ့အဲ့မှာတချင်းနေတယ်လုံနေပြီအဲ့အဲ့လိုမျိုးပေါ့နော်တငယ်ချင်းတွေကလည်းအဲ့လိုဆွဲခေါ်ရတဲ့အတွက်မဆိုင်ကဟိုအမှန်တိုင်းပြောရင်အဲ့ဟာကြောင့်မို့လို့ဟို stress တော်တော်များခံနိုင် ဲ့အပင်ပန်းပို့ခံနိုင်တယ်လို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ် MEA အန်ကြပါပြီယူတာဟုတ်အဲ့ဒါကတော့အဲအခုကတော့နောက်ဆုံးကတော့အဲ့ဟို GIA ပေါ့နော် GIA ကအခုနောက်ပိုင်းဟို jewelry ဘိုင်းတွေကလည်းဟိုကိုယ်လည်းလူကြီးဖြစ်လာပြီဆိုစိတ်ဝင်စားကြအောင်မဆက်နေလဲအဲ့မှာအဲ့ကြားထဲမှာအမှုပညာနားနေတဲ့အချိန်တွေမှာ online ကနေပြီးတော့အာဒီ GIA ဒီ apply jewelry professional ဆိုပြီးတော့အဲ့ US ကပေးရဲ့အဲ့ GIA ကပေးရဲ့အဲ့ diploma လေးတစ်ခုကြားထဲမှာထပ်ယူထားပါတယ်ဟုတ် MBA ယူထားတယ်အဲ့ ော်ပေါ့ LCCI ကပေးရဲ့အာဒီပလိုမာနှစ်ခုပေါ့နော်ဟုတ်အဲ့လည်းယူထားပါတယ်ဟုတ်နောက်ပိုင်းတော့အဲ့လိုအခုတော့ branding တွေပါပြီးတော့အဲ့လိုဒီပလိုမာတန်းလေးပြန်တက်နေတာရှိပါ အဲအဲ့ဒါတော့မသိသေးပါဘူးစီမီဆက်နေစီးပွားရေးလောက်လောက်တဲ့အထိအဲ့လိုဂျားထဲမှာတငယ်ချင်းတွေလို့ချို့လောက်ထားရောရှိရှိရပေါ့နော်အဲချို့ဟာရလည်းအဆင်မပြေရဘူးအဆုတ်လို့အဆင်မပြေရလည်းရှိရဟိုစီးပွားရေးကကြတော့သူ့ထားရဲ့ entrepreneurship ရဲ့ mindset တွေဟိုဟာရကြတော့ပုံစံတစ်မျိုးပေါ့နော်မဆက်တော့အမှုပညာသမားနဲ့မတူဘူးဆိုတော့အကယ်၍အမှုပညာကိုလုံးဝရန်နာဝါခဲ့ရင်တော့စီးပွားရေးဘက်ကိုတော့လှည့်မှာပေါ့မဆက်တော့နှစ်ခုကြီးခွာရဲ့အပိုင်းမှာမဆက်တော့အားနေတဲ့အရန်အများကြီးရှိရပေါ့နော်အဲ့တော့အဲစဉ်းစားနေတော့မှာပဲအမှုပညာကိုပဲအခု ုလောလောဆယ်မှာအများကြီးအားစိုက်ချင်ပါတယ်ဟုတ်40ကျော်ရင်တော့အဲတကအဲ့လိုမျိုးစီးပွားရေးဘက်ကိုပဲကူးမလားပေါ့နော်အဲ့လိုမျိုးစဉ်းစားထားပါတယ်ဟုတ်ကဲ့ဟုတ်